အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီနေ့ September 29ရက်နေ့ကမ္ဘာနောက်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ်အဓိကကျွန်တော်တို့မနေ့ညကတိုင်ပင်ဆွေးနွေးထားတဲ့ Ihan Omar နဲ့ Donald Trump ကြားက Modi ရဲ့ပဋိပက္ခအကြောင်းနဲ့ပတ်သက်ပြီးမှပဲဆွေးနွေးတော့မှာဖြစ်ပါတယ်လက်ရှိအချိန်နေမှာတော့ဒီ Ihan Omar ဆိုတဲ့ Muslim Congress အမျိုးသမီးကတော်တော်လေးကို trending ဖြစ်နေတဲ့ကမ္ဘာမီဒီယာ တော်တော်များများကလည်းဆွေးနွေးခဲ့တဲ့ကိစ္စတစ်ခုဖြစ်နေတယ်။အီဟန်အိုမာဆိုတဲ့အမျိုးသမီးကဘာတူလဲ။ထရမ့်နဲ့ဘာကြောင့်အလောက်ထိတောင်းရန်ညုံမုန်တီးရေးဖြစ်နေကြတာလဲ။စသဖြင့်ပေါ့ကျွန်တော်တို့ဆွေးနွေးမယ်။ပြီးတော့ကျွန်တော်ဗီဒီယိုတက်တင်တဲ့တကွာပေါ့။တစ်ခုပြီးတစ်ခုချပြမယ်။နောက်ပိုင်းမှာပဲကြည့်ရှုသူအနေနဲ့ပဲကိုပိုင်သုံးသက်ချက်လို့ပြီးမှာပဲအဆုံးဖြတ်ချက်ချလို့ရပါတယ်ပေါ့တော့ဒီမွတ်စလင်အမျိုးသမီးအီဟန်အိုမာ ဆူတဲ့အမျိုးသမီးကသူ့အကူနဲ့တော့ US ရဲ့နိုင်ငံသားဖြစ်မှုရအတွက်လက်ထပ်မင်္ဂလာဆောင်ထိန်းချခဲ့တယ်ဆိုမှပြောနေကြတယ်ပေါ့ဗျာသူကဆိုမာလီယာကနေဝင်လာနေတဲ့ဒုက္ခတွေဖြစ်နေတယ်နောက်ပိုင်းမှာ US မှာတော့နိုင်ငံရေး level ကတော်တော်လေးနိုင်ငံကြီးလာတဲ့လူတယောက်ဖြစ်လာတယ်ပေါ့နော်ဆိုတော့อีฮันอุมาสุเรกอมาเลกาอมยุตมีกาคองเกรสวูแมนผิดอ่ะอัมมัดบ่อัมมัดอัมมัดอัมมัดมาเจอผิดเลย 2019မှာအမေရိကရဲ့ကွန်ဂရက်စ်ဇွတ်တော်မှာရွေးချယ်တင်မြောက်ခံနေရတဲ့ပထမဦးဆုံးသောဆိုမာလီအမေရိကပြီးတော့ပထမဦးဆုံးသောမွတ်စလင်အမျိုးသအမျိုးသမီးတူဖြစ်နေတယ်နော်အဲ့ဒီအော်အရာတော်သူကဘူနာမေကြီးသွားတာပေါ့ဗျာအမေရိကသမိုင်းမှာအဲ့လိုမျိုးမွတ်စလင်အမျိုးသမီးကအမေရိကရဲ့ကွန်ဂရက်စ်ဇွတ်တော်ကြီးမှာ ရွေးချယ်တိမြောက်ခန္ဓာဆိုတိတ်ပြီးရှက်ရှက်ပပဖြစ်တယ်ဗျာမွတ်စလင်တွေတော့ရှိတယ်အမျိုးသားတွေတော့ရှိတယ်ဒါပေမဲ့ဒုက္ခပထမဦးဆုံးသောမွတ်စလင်အမျိုးသမီးတူဖြစ်နေတယ်ပြီးတော့ဒုက္ခဣသရေလဆိုင်ရာမှာဣသရေလကိုအယံဝေဖန်တဲ့ဂျူးလူမျိုးကိုအယံမုန်းတဲ့လူတစ်ယောက်ဖြစ်နေတယ်ဗျာအမေရိကမှာလူတစ်ယောက်ဒီဂျူးလူမျိုးတွေကဘာကြောင့်ဣသရေလကိုအဲ့လောက်ထိတောင်အားပေးနေကြတာလဲ ဘာကြောင့်အမေရိကနိုင်ငံထဲအစ္စရေလကိုတက်စားခံနေကြတာလဲဆိုမှအမေရိကမှာရှိနေတဲ့ဂျူးလူမျိုးကူပါသူကဒီမုန်ဒီပြီးမှဝေဖန်နေတဲ့အမျိုးသမီးတယောက်ဖြစ်နေတယ်။နောက်ပိုင်းကျမှသူကထရမ့်ကိုပါဝေဖန်လာတယ်ကွာ။ထရမ့်ကလောကဒီအယူတယောက်ဖြစ်နေတယ်ပေါ့။ဒါတော့မကဘူးသူကအမေရိကကိုကဘာမှာအဆူဆုံးနိုင်ငံဖြစ်တယ်တဲ့ The worst country ဖြစ်တယ်ဆိုပြောနေကြတယ်။အဲသူတိုက်ခိုက်တာများလာတဲ့ခါကျတော့လူတွေကတဖြည်းဖြည်းမုန်းလာတဲ့အကြောင်း။ မင်းကကဘာကြီးမှာအမေရိကကိုအဆူဆုံးဖြစ်တယ် the worst country ဖြစ်နေတယ်ဆိုမင်းမိခင်နိုင်ငံကိုပြန်သွားပါလားဆိုမာလီယာကအမေရိကနိုင်ငံထက်တော့ပူမဆူသွားဘူးလားဆိုမှမိခုတွေထုတ်လာကြတယ်ဘယ်လောက်ထိတောင်ဖြစ်သွားလဲဆိုတော့သူ့ကို congress ထဲမှာ motion sensor sorry sensor လို့ပူတော့လုပ်နေကြတယ် vote တွေပေးနေကြတယ်ဆိုအဲ့ဒီအမျိုးအဲ့ဒီအမျိုးသမီးကတော်တော်လေးကိုအနောက်ပိုင်းမှာဒီပဋိပက္ခတွေနဲ့ ชาลีရဲ့တေဆုံမှုပတ်သက်မှုတွေနဲ့တော်တော်လေးကိုနာမည်ကြီးလာတဲ့လူတယောက်ဖြစ်လာတယ်။ Okay ဒါဆိုတော့ဘာကြောင့်လူတွေကစပြီးမှအီဟန်အိုမာကိုမုန်းကြတာလဲ။အဲ့ဒီမွတ်စလင်အမျိုးသမီးပေါ်တော့တချက်တော့ပြမယ်နော်။အဒီကိစ္စ Alright hold on guys ။ဟွန်းဒီမွတ်စလင်အမျိုးသမီးဘာကြောင့်ဒီမွတ်စလင်အမျိုးသမီး Congress တွတ်တော်အမတ်ပေါ့လူတွေကအစပြီးမုန်းတာလေဆိုတော့အစကလေးကနေသူကအမေရိကန်တော့ Trump တိုက်ခိုက်တာရောအစ္စရယ်တိုက်ခိုက်တာရောအများကြီးရှိပါလေ။အော် तू 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 လည်းပြောပါခွင့်ရှိရယ်ဆိုတော့ကြိုက်တယ်လို့ပြောပေါ့။အဲလူတိုင်းကလည်းဘာမှမပြောဘူးဗျာ။ဒါပေမဲ့အဓိကဇလန်ကချမ်းသွားတာကဘယ်ရလဲစပြီးချမ်းသွားတာလေဆိုတော့ Charlie Cook အသက်ခံပြီးတဲ့နောက်ပိုင်းမှာပူချမ်းသွားတာ။အဲ့ဒီ Charlie Cook တေဆုံးမှုနဲ့ပတ်သက်ပြီးမှာ ။ Ihan Omar ဆိုတဲ့မြို့သမီးကလည်းဂျီနူအားရလာတယ်။ဘလောက်ထိတော့ဖြစ်တာလဲဆိုတော့ဒီ Charlie Cox ဆိုတဲ့လူကအမုန်းတရားကိုပဲထက်ချဲတဲ့လူတယောက်ဖြစ်တယ်။သူတေတာထိုက်တာပါတယ်ဗော။ Mocking လုပ်နေတာဗော။ဟာတလို့ပြတာဗောဗျာ။ဆိုသူတေတာကိုဒီတိုင်းပဲမေ့ပြမှာပဲ။သူ့ရဲ့တမိုင်းတွေနော်သူ့ရဲ့ legacy တွေကိုနော်သူ့ရဲ့ချန်ထားခဲ့တဲ့ legacy တွေကိုအမိုက်ပုံထင်းမှာအထင်းပလက်ယုံပဲဆိုပြောသွားတာသူတေရာနာအေးတယ်တေရာကိုမေ့လိုက်ချက် ူ့ရဲ့တမိုင်းကိုလည်းထက်မဖို့ကြတဲ့တော့သူ့ရဲ့တမိုင်းသူ့ရဲ့ legacy ကိုအမိတ်ပုံးထဲမှာထည့်လိုက်ကြတော့ဆိုမှပြောလာတယ်။အေးအဲ့ဒါနဲ့စပြီးမှတော်တော်လေးကိုပြဿနာတက်လာကြတယ်။ဒီမွတ်စလင်အမျိုးသမီးကအမေရိကနိုင်ငံမှာလာပြီးမှဒုက္ခတွေနေလာပြီးမှအလောက်ထိတောင်လူပါဝလာလား။အလောက်ထိတောင်သူကဖြစ်သွားတာလားဆိုမှလူတော်တော်များများဒေါသကိုထွက်လာကြတယ်ပေါ့ဗျာ။မေခွန်းက CNN ကမေခွန်းမင်းနေတယ်။ ။ချာလီကကအမျိုးသမီးလေးရှိတယ်၊တမီးလေးရှိတယ်။လူတိုင်းအားလုံးကသူ့ကိုချစ်ခင်နေတယ်လို့တယောက်ဖြစ်နေတယ်။တတ်ခါရတာဘလို့ပဲ။ဆိုမမေခွန်းညအင်တာဗျူးလုပ်ကြတာအများကြီးရှိတယ်။ပြီးတော့သူ့ရဲ့ live ဒီသူ့ရဲ့စာပါလေးလို့ပေါ့တော့စာပါလေးလို့ရေးထားခဲ့တယ်ပေါ့။ post မှာပေါ့။ဒီတစ်ချက်တော့နားထောင်။ to honor him and that they want to produce resolutions in the House of Congress um, honoring his life and legacy. Uh, it is one thing to care about his life because obviously so many people uh, loved him, including his children and wife. But I am not going to sit here and um, be uh, judged for not wanting to honor any legacy this man has left behind that should be in the dustbin of history. That should be in the dustbin of history. ကျမကချာလီခတ်တေတာကိုဘယ်လူနည်းနဲ့မှအကုန်ပြုတ်မှာမဟုတ်ဘူးတဲ့အကုန်တင်မှလည်းမဟုတ်ဘူးတဲ့ သူချန်ထားတဲ့ legacy တွေကိုအမိုက်ပုံးနေမှာပဲလွတ်ပလိုက်တဲ့ဆိုမှသူကပြောနေတယ်။အေးဒီကနေစပြီးမှသူကတော်တော်လေးလူတွေကဒေါသထွက်လာကြတယ် and we should hopefully move on and forget the hate that he spewed at us to be honest charlie khak te ra ko me lai do me lai bi ma set le bi no move on lo ja do tu ka mong dia ko be phyet che de lu dia ko be so ma byo ni de kwa only one spreading hate wow. is that hideously ungrateful woman. You know, it's only in the West where people who hate the country are accepted as migrants and allowed to run for public office. As for Charlie being left in the dustbin of history, as that what she said? Well, his message, his name is bigger now than ever. Sorry, Elan. Now let's check in on actress turned mad activist Cynthia Nixon. She's now boycotting lefty corporate alright so အဲ့ဒီအားနဲ့စပြီးမှဇလန်ကကျန်းသွားပြီအရာကလည်းစပြီးမှဇလန်ကကျန်းသွားပြီအဲ့ဒါပိုင်းမှာဒိုနယ်ထရမ့်အစအီလွန်မတ်စ်နဲ့အစကပြတ်နာနေတက်လာတယ်အီလွန်မတ်စ်ကလည်းသူ့ကိုယ်ဝေဖန်လာတယ်ကွာဒီအမျိုးသမီးကအမေရိကနိုင်ငံမှာလာပြီးမှခြေချပြီးမှအမေရိကရဲ့ value တွေအမေရိကရဲ့ယုံကြည်ချက်တွေ စော်ကားတာပဲဆိုမှအီလွန်ကလည်းဝေဖန်လာတယ်။ထရမ့်ဆိုသူ့ကိုဝေဖန်လာတယ်။ထရမ့်ကဘယ်လောက်ထိတော့ပြောလဲဆိုနောက်ပိုင်းမှာပဲပြောမယ်ပေါ့လို့။အဲအရာကြောင့်လူတွေကအဲအဲအရာတွေကလူတွေကပြောကြတယ်သူ့ကိုဆိုမလဲမှာပြန်ပူးတင်တယ်ပြောလာတယ်ကွာ။သူကအစ္စရယ်ကိုလည်းအရန်မုံမုံတီးတဲ့လူတယောက်အရန်ဝေဖန်တဲ့လူတယောက်အမေရိကကတော့ကွာပရိသတ်တို့တည်တဲ့အတိုင်းပါပဲလွတ်လပ်တဲ့နိုင်ငံဆိုတော့မွတ်စလင်ကလည်းတမရလို့လို့ရပါတယ်။တနည်းအားဖြင့်ပြောရမယ်ဆိုရင်မွတ်စလင်ကလည်း ရင်းအရာရှိတွေလုပ်လို့ရတယ်အခုသူတွေသူသူကိုယ်တိုင်ကလည်း Congress မှာတော့မှဖွတ်တော်အမတ်နဲ့လုပ်နေတာပဲဒါပေမဲ့တဖက်မှာစဉ်းစားရမှာကအမေရိကရဲ့ value ကြီးအမေရိကရဲ့ culture ကိုထေပြီးတော့စဉ်းစားဖို့လိုတယ်ပေါ့ဗျာဆိုတော့ Trump ကအစကရိကတဲ့သူက Trump ကိုအယူဆောက်ယူလို့ခေါ်နေတယ်ပေါ့အများကြီးခေါ်တယ်ပေါ့ဗျာဒီအမေရိကကကဘာမှာအဆူဆုံးနိုင်ငံဖြစ်တယ် တော့ဘာငယ်အဆူအိုးပြီးတော့ white ဒီအမေရိကကလူဖြူတွေကပဲဥဆောင်ရဲဘာငယ်အာပြောတယ်ပြောတာပေါ့အမေရိကကလူဖြူနိုင်ငံလေလူဖြူနိုင်ငံကလူလူဖြူကဥမဆောင်ရင်ဘသူကဥဆောင်ပါလဲဘို့ဘူးလားအေတနီယာဖြစ်ပြောရမယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကဘောဓဘာသာနိုင်ငံလို့ပြောနေကြတယ်ကွာများသောဖြစ်တဲ့ majority ကဘောဓနိုင်ငံဖြစ်နေတယ်ဆိုတော့အဲ့ဒါဘာလားမဘာဘူးလေဘောဓဘောဓဘာသာနိုင်ငံလို့ခေါ်နေတဲ့မြန်မာနိုင်ငံကြီးက မမဘူးဘာဖြစ်လို့လဲဆိုဗုဒ္ဓနိုင်ငံကဗုဒ္ဓကူးကွယ်တဲ့လူက majority ဖြစ်နေတယ်တခြားတိုင်းသားတွေက10%လောက်ပဲခရစ်ယာန်ရှိကြတယ်မြန်မာနိုင်ငံမှာလေအကူးစေရခိုင်တို့ကဗုဒ္ဓဆိုတော့ဗုဒ္ဓနိုင်ငံခေါ်ရကျွန်တော်တို့မမဘူးလေဆိုတော့ဒီဒီကောင်မပါလဲဆိုတော့အမေရိကအကူလူဖြူလူရအတကုံဆေးရလူဖြူလူကိုလေလူဖြူရနိုင်ငံဆိုမှလူဖြူကပဲဥဆောင်ရမှာပေါ့လူဖြူကပဲလို့ရမှာပေါ့နော်အဲအဲဒါလည်းပြတ်တာ ဣသရေလကိုတကုံဝေဖန်တဲ့နောက်ပိုင်းကျမှ Trump နဲ့တော့ပြန်လာတက်လာတယ်။ဆိုတော့သူကဆိုမာလီယာကနေလွတ်မြောက်ပြီးမှ US နိုင်ငံသားဖြစ်လာသူတူဖြစ်နေတယ်။ဆိုတော့အချို့တချို့ဘက်မှာသူရဲ့ဗါလဲ citizenship ပေါ့ citizenship ကမင်္ဂလာဆောင်သူ့အကူနဲ့မင်္ဂလာဆောင်ပြီးမှရခဲ့တဲ့ citizenship တခုဖြစ်လာတယ်ဆိုမှ FBI ကတော့သူ့ကိုစုံစမ်းစုံစမ်းပြီးမှအသက်တည်ထောက်ထားနေဖက်လာကြတယ် အခုဒေါ်နယ်ထရမ့်ကအတူကို impeachment လုပ်တင်တယ်တဲ့အဲ့ဒီကောင်မကိုဒီမွတ်စလင်ကောင်မကိုပေါ့အဲ့ဒီ Congress Ihan Omar ကို impeachment လုပ်တင်တယ်တဲ့သူသူရဲ့ရဇဝဲချောင်းတွင်ကိုဆုံးစားမေးမြန်းလုပ်ပြီးမှပေါ့နော်မဒီအာစစ်စစ်ဖူးလုပ်တင်တယ်ဆိုမှပြောလာတယ်အခု Trump က impeachment လုပ်တင်တယ်ကျွန်တော်တမရအချီးကိုတော့ impeachment လုပ်တာပဲဘာဖြစ်လို့အဲ့ဒီ Ihan Omar ကြီးကို impeachment မလုပ်ကြတာလေဆိုမှ Trump ကတော့ impeachment လုပ်ဖို့ခုခုပြောနေပါတယ်ဆိုတော့အာတခုရှိသေးတယ်ပြီးတော့အာတစ်ချက်တော့နော်အာ okay ပြမတစ်ချက်တော့ဆိုတော့သူက hold on hold on guys okay ဒါကတချို့လူတွေကမှမှန်ဘူးလို့ညွှန်နေကြတယ်ပေါ့ဗျာအဲအခုလိုမျိုးပေါ့နော်ကျွန်တော်ပြောပြမယ် uh, it is called marriage benefit. Okay, that's uh, how you do ye mingla song kesa ma chi khim ma di kesa ye so chi chi ao of somalia did you know that and i suggested that maybe he'd like to take a vacation. He, he, said including vice president jd vance fbi director cash patel and white house press secretary caroline levitt she, remember what they say? Yeah. Is she a relation to the late great David Crockett? I don't think so. Third third. Crockett, let me tell you, before you get even. She's a very low IQ person. I mean, if we ever had a pass an aptitude test, that's the one you should take one because she shouldn't even be in the group. So I have no idea what you're gonna, put. I don't think we should waste our time. This is a low IQ person who I can't even believe is a congressperson between her and Ilman Omar. And the group, you know, I met the head of Somalia. Did you know that? And I suggested that maybe he'd like to take her back. And he, he said, I don't want her. Okay, what else? Okay. ရှောက်ကပြောနေတယ်ပေါ့နော်သူကလုံးဝကို IQ မရှိတဲ့လူတယောက်ပဲတဲ့ terrible person တော်တော်လေးဆူရကောင်မတဲ့ကျွန်တော်ဆူမာလီယာရဲ့ဟောင်းဆောင်တယောက်နဲ့တွေ့တယ်တဲ့သူကိုပြန်ခေါ်သွားပါလားတော့ဒီကောင်မကိုခမရုံးနိုင်ငံမှာခေါ်သွားပါလားဆိုပြောတယ်တဲ့ဒါပေမဲ့အဲ့ဒီသူတို့ခေါင်းဆောင် ဆိုမာလီယာရဲ့လူတွေတော့မှသူ့ကိုပြန်မခေါ်ချင်ဘူးလို့ Trump ကတော့ပြောနေတယ်ပေါ့ဗျ။ဒါကတခုနော်။ဆိုတော့ဒါနောက်ထပ်တစ်ခါပြောအောင်မယ်တစ်ချက်တော့ It was a tale she said there are a lot of people who are talking about him just wanting to have a civil debate. These people are full of us. Okay. ဒါကခုနက Trump ကပြောသွားပြီနော်။သူ့ကိုဆိုမာလီယာမှာပြန်တင့်တယ်ဆိုမှပြောသွားပြီနော်။ ဒီတစ်ခါနားထောင်ပါဦးနေချင်းချင်းအာဘယ်တဲ့ရှမ်း Yeah, good. I think she's terrible. I think she should be impeached. I, th I think she should be impeached. She's terrible. Ihan Omar ka to tole su de myo thami congrat belu lo bi congrat phit twa la le. Impeached lo tin ne tu ka se se khan tin ne so ma chok ko pyo la le lo. I think she's um, she originally from Somalia. So how are they doing it? How's their government? Do they have a president? Do they have a council? Do have so to us. Somalia Can ကနေလာရမဟုတ်လားတဲ့ Somalia ကအခြေအနေမလို့ရှိနေပေါ့ Somalia မှာ president ရှိလားတဲ့ Somalia မှာ council a ရှိလားဆိုမှ Trump ကအမိတယ်နော် I love these people they come from a place with nothing nothing ထောက်ကတော့ပြောလာတယ်ဒီလူတွေကဘာမှမရှိဘဲနဲ့ကျွန်တော်တို့နိုင်ငံကိုဝင်လာတာချစ်ပါတယ်ကြိုက်ပါတယ်တဲ့သူတို့ကိုချစ်တယ်တဲ့ဂျာပမဲတဲ့ဘာမှမရှိဘဲနဲ့ကျွန်တော်တို့နိုင်ငံကိုဝင်လာပြီးတဲ့နောက်ပိုင်းမှာတဲ့ကျွန်တော်တို့နိုင်ငံကိုဘလူးစီမိုင်ခန့်ခွဲခန့်ခွဲမယ်ဆိုတော့ကျွန်တော်တို့ကိုလာဆုံးမလာတဲ့ထရမ့်ကတနည်းအားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီအီဟန်အိုမာမွတ်စလင်အမျိုးသမီးက ဘာမှမရှိတဲ့နိုင်ငံတွေကနဲ့ကျွန်တော်တို့အမေရိကကိုဝန်လာပြီးမှအမေရိကကိုဝေဖန်ပြီးမှဘလူးစီမံခန့်ခွဲမယ်ဆိုပြီးမှကျွန်တော်တို့ကိုဆုံးမသေးတယ်ဆိုပြီးမှ၆ဘောက်တော့ပြောတယ်ပေါ့အနားလေလွေအောင်အရှိပြတာပါတော့ No, I think she, if she got if she got sense, that's right. If she got a beach, that's even better. They beached me twice for nothing. So, အခုကအဒီအီဟန်အိုမာကကွန်ဂရက်မှာဆန်ဆာလို့ဖို့ ကျူးစားနေကြတယ်။အောင်မြင်မှုရှိလားမရှိလားမသိသေးဘူး။ impeachment လို့မဆိုပူတော်ကောင်းနေတယ်။ကျွန်တော်သမရအကြီးတော်မှာကျွန်တော် impeachment ဘာမှမဟုတ်တဲ့အတွက်သခါလို့တာပဲတဲ့။ impeachment ကြုံတာပဲတဲ့။ And they impeached me knowing the Republicans are on my side, so they knew it was his. They impeached me because she should be impeached. Uh, it should happen fast. So but she should be impeached tomorrow. So that's the same thing. He says it's unlikely. Okay, ဒါကအဓိကအဲ့ဒီအခုနအမျိုးသမီးတဲ့ပေါ့တော့ဒီအဲ့ဒီအမျိုးသမီးနဲ့ပတ်သက်ပြီးမှ Trump ကအထကြိမ်ပြောပြီးပြီနော်။ Now ပိုင်းမှာ US ရဲ့နိုင်ငံရေးတက်ချော်လို့ရှားသူတော်များများကသူ့ကိုဆိုမာလီယာမှာပြန်ပူးဖို့အတွက် petition တွေဆိုင်ထုတ်လာတယ်။ကျွန်တော်တို့နိုင်ငံရေးလာပြီးမှလူပါဝပြီးမှနော်အမေရိကကိုစိုးကား ဣသရေလကိုစောကနော်အဲ့လိုမျိုးလှုပ်တာမကြိုက်ဘူးဆိုမှလူတွေကသူ့ကိုဆိုမာလီယာပြန်ပူကြပါဆိုမှ impeachment လုပ်တင်တယ်ကျွန်တော်ပြမယ်အခုက Trump က impeachment လုပ်တင်တယ်လို့ပြောထားတာနော်ဟိုးလုံခဲတဲ့6နှစ်တုန်းက၄နှစ်တုန်းကဘာဖြစ်ခဲ့လဲဆိုတော့ကျွန်တော်ပြမယ်ကျွန်တော်ပြမယ်ကျွန်တော်ကဥပမစင်းနေဥပ္ပိုလ်တော်ကျွန်တော်ကတက်တည်တကွာနဲ့ချပြတာနော်ဒါကမွ슬လင်မုန်တီးရေးနဲ့ဘာမှမဆိုင်ဘူးအမေရိကရဲ့ politics ကိစ္စဖြစ်နေတယ်အမေရိက politics ကိစ္စဖြစ်နေတယ် ်ဘာသာရေးနဲ့မဆိုင်ဘူးဒါပေမဲ့သူကမွတ်စလင်ကျွန်တော်ပြမယ်တက်တယ်ထောက်ထားပြမယ်ကျွန်တော်တက်တယ်ထောက်ထားမပါဘင်းနဲ့ဘာမှမပြောဘူးတော့ထရမ့်ကဘယ်လိုပြောခဲ့တယ် FBI ကဘယ်လိုပြောခဲ့တယ်နားထောင်အလုံးခဲ့တဲ့6နှစ်ခရီးကနေပြတ်နာကဒီကိစ္စကဖြစ်နေပြီဒါပေမဲ့အဲ့ဒီအဲလူတဖြည်းဖြည်းနဲ့သူကလူပါဝလာတဲ့ခါကျတော့ပူဆူးသွားတာပေါ့ဒီနေ့ဆိုတော့နားထောင်အောင်နားထောင်အောင်ကျွန်တော်ပြမယ် ကျွန်တော်တက်တင်နဲ့ပဲပြောပြတာပေါ့လားတို့ကျွန်တော်ရဲ့တက်တင်ကိုအရင်ဆုံးနားထောင်အမေတို့မချက်ရင်တော့ပိုက်ကြမှာပဲကျွန်တော်ဖားတယ်ဆိုတော့ခင်ဗျားမားနေတယ်ဗျာခင်ဗျားထောက်ပြပေါ့နော်ဒီအီဟန်အိုမာဆူရဲမြူတမီမုစလီမမြူတမီအမတ်ကပေါ့နော် fraud immigration immigration ကိုလင်းလေလှစားတယ်လို့ပြောကြတယ်အဲ့ဒါဘယ်လိုလဲဆိုတော့မထောက်ကူမေးတယ် talk about the fact that she was married to a brother i know nothing about it i hear she was married to a brother ထောက်ကတော့ပြောတယ်ကျွန်တော်ချားရတလောက်တယ်ကျွန်တော်ချားရတလောက်အဲ့ဒီအီဟန်တော်မာကသူ့အကူနဲ့လက်ထပ်ထိမ်းရတယ်ဆိုကျွန်တော်တည်တယ်တဲ့သူ့ရဲ့ citizen နိုင်ငံသား US နိုင်ငံသားရဖို့ရတော့ပေါ့နော် ask me a question about it uh i don't know but i'm sure that somebody would be looking at that ဆိုတော့ ဲ့ဒီအတွက်ကျွန်တော်ကိုမေခွန်းနေမေးလာတယ်တဲ့ကျွန်တော်အကောင့်ထဲမှာမေခွန်းအများရှိလာတယ်တဲ့ဒါမှအတိအကျတော့မတည်သေးဘူးဒါမှအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကျွန်တော်တို့စုံစမ်းမေးမြန်းမယ်လို့ပြောလာတယ်ကဲဒါကထရမ့်ကိုယ်တိုင်ကပြောတာနော်ဒိုနယ်ထရမ့်ကိုယ်တိုင်ကသူ့အကူနဲ့လက်ထပ်ပါတယ်ဆိုပြီးမှပြောတာကျွန်တော်ပြောတာမဟုတ်ဘူးနော်ထရမ့်ပြောတာခင်ဗျားတို့မယုံသေးဘူးမဟုတ်လား guys you still don't believe trump right ကျွန်တော်ထပ်ပြပြမယ် FBI ကဘာပြောလဲပြမယ် တချို့လူတွေက Trump ကအဆောက်ယူကြီးပါကွာဘာမှပြောတာမှမဘူးကွာအဲတကုံပြောတာပေါ့ဗျာထပ်ပြအောင်မယ်ပေါ့တော့ It's been known for quite a while that Ilhan Omar apparently married her own brother to help him gain entry illegally into the country. That's a violation of immigration law. Hmm. No, US nang ay tapi puya to tu ako ne letter da ka da ka US immigration upre ko chupaw da pe so ma pyo la no. that actually happened it turns out and now we're in the ဘာကတကယ်ဖြစ်တာတဲ့အပပထမမှာတော့ကိုလာဟာလာလို့ပြောနေကြတယ်တခါတတကယ်ဖြစ်တယ်လို့ပြောကြတယ်ပေါ့နော် yeah i had evidence to confirm it but the fbi has everything to confirm it fbi ကတတိယထုတ်ထားအဆုံးရှိတယ်တဲ့ဒါမဲ့ဘာမှမလုပ်ဘူးတဲ့ဒါကလူခင်းတဲ့လင်းတင်တုံးကပြောထားတဲ့ကိစ္စခုနထရမ်ကလည်းလူခင်းတဲ့ချောင်းတင်တုံးကပြောထားတဲ့ကိစ္စဒါပေမဲ့အခုတဖန်ပြန်လေပြီးမှသူ့ကို impeachment လုပ်တင်တယ်တဖန်ပြန်လေပြီးမှစုံစမ်းစစ်ဆေးတင်တယ်ဆိုမှ အခု Trump ရဲ့အဆူရအောက်ကပြောလာတယ်စုံစားစစ်တဲ့စုံစားစစ်စစ်တဲ့တွေပြောလာတယ် yeah Biden ကတုန်းကအတူကူကွာဒီတိုင်းပဲထွက်ထားပလိုက်တာကွာ Biden ကတုန်းကစကမြရူတီတဲ့တိုင်းမှာပဲကွာ didn't do anything about it Randy Devine is an actual journalist. She works for the New York Post or she writes a column. She joins us since to explain what exactly happened. Randy, thanks so much for coming on. Pleasure, Tucker. Well, some uh, basically Republican operatives um, up in Minnesota decided to spend uh, hundreds of thousands of dollars on private investigators to really find out if Ilhan Omar was a. Do ye? A chong? Do a kuna de gibe letter mala, letter dala suma. So some people to think that she be ma. Kongcha can be ma, since some sense same amu de lo lare. And up by jama, take a pity look. FBI got on, confirm lare. evidence တွေရှိလာတယ် genetic match the dna match to uh the man who was her dna တော့ဆက်လာတဲ့ခါကျတော့ to the man he she married အစိလေးတောက်တယ်ဘာငယ်မှာမွတ်စလင်မတူကူတော့မွတ်စလင်လုံးနေတယ်မွတ်စလင်ကစိလေးမတောက်ရဘူးအာအရက်မတောက်ရဘူးဘာငယ်ပေါ့အမသူကြည့်ပါဦးသူစိလေးတောက်နေတယ်ဟာ second husband. Um, they went to three continents. Uh, they found a cigarette butt and a drinking straw, which uh, they decided they sent it to an, a DNA laboratory and found conclusively uh, that the DNA matched, that the second husband was a sibling. Um, this DNA match, the second husband was a sibling, no? DNA ka match pin dere, tu ya tu dia yau cha ka sibling pin dere, sibling suruh ngi wah. ညီကူမောင်နှမအရင်ကပြောတာနော် according to this dna sample so um, no um the the very day that they were going to unleash this on the world all right guys တဘာရောခုကျွန်တော်ပြချင်တဲ့ကိစ္စကအဲ့ဒါပါအခုကျွန်တော်ပြောချင်တဲ့ကိစ္စကအဲ့ဒါကျွန်တော်ကအားလုံးတက်တည်အထောက်ထားတော့ပြပြပြီးပြီကွာဆိုတော့ယုံနာမယုံနာကတော့ခင်ဗျားတို့အပိုင်းဖြစ်သွားပြီ Trump ကဘာပြောခဲ့လဲ တူကူရီဒီဟန်အိုမာဆူရမြူဒီမီကောချာလီခတ်အာတေဆုံမှုနဲ့ဗာပြောခဲ့လေ FBI ရထောက်ထားကောဗာဖြစ်ခဲ့လေကျွန်တော်ချပြပြီဆိုတော့ it's up to you guys whether you believe it or not up to you နော်မယုံပါဘူးလို့ပြောမယ်ဆိုတော့ကိစ္စမရှိဘူးကျွန်တော်ကတော့ဒီလောက်နဲ့ပဲချပြချင်ပါတယ်နော် that's it ဆိုတော့ အဲ့ဒါကြောင့် Ehan Omar ဆိုတဲ့အမျိုးသမီးနဲ့ Trump ကြားရဲ့ပဋိပက္ခကဟိုးလုံခဲ့တဲ့ချောင်းနေကလေးကလည်းဆလာတာ so Ehan အဲ့ဒီတော့ကလည်း Ehan Omar ဆိုတာကလည်းဒီတော့တိုက်ခိုက်မှုတွေကလည်းမရက်တတ်ဘူးကွာဟိုတိုက်ခိုက်ဒီတိုက်ခိုက် Israel တိုက်ခိုက်နော် Gaza အရေးမှာအပေအပေအမေအပေမြောက်မွတ်စလင်အရေးမှာပါဝင်အဲ့လိုမျိုးဖြစ်နေတဲ့ပြီးတော့လူဖြူတွေကိုဆန့်ကျင်အဲ့လိုမျိုးဖြစ်နေတယ်ပေါ့ အခါကျတော့အခုတော့ပိုင်းချက်ပါပဲလူတွေကစိတ်မထိန်နိုင်တော့ဒေါ်လာတော်လေးထွက်နေပြီဒီမျိုးသမီးကတော်တော်လေးလွန်လာပြီပေါ့တော်တော်လေးလွန်လာပြီတော်တော်လေးလူပါဝါလာပြီပေါ့နော်ဒီနိုင်ငံမှာနေပြီးမှဒီနိုင်ငံမှာစားပြီးမှဒီနိုင်ငံကိုကဘာမှာအဆုဆုံးနိုင်ငံတော့သူတို့ပြောသေးတယ်ကွာ the worst country on earth ကဘာမှာအမေရိကလောက်အဆုတဲ့နိုင်ငံဘယ်မှာမှမရှိဘူးတဲ့အဲ့လောက်ထိတော့ဖြစ်နေတယ်ဆိုတော့မင်းကဆိုမာလီယာပြန်သွားပါလားအမေရိကကိုလောက်ထိတော့ စူးတယ်ညစ်ပတ်တယ်အရန်မကောက်အကောင်မကောင်းဆုံးနိုင်ငံဖြစ်တယ်ဆိုရင်တွားလိုက်လေပြန်တွားလိုက်လေဆိုမှပြောတာချတယ်ဆိုတော့သူကအမေရိကကိုဝေဖန်တာရေးတမရထွက်ဝေဖန်တာရေးအစ္စရေလဝေဖန်တာများလာတဲ့ခါကျတော့လူတွေကအမိကတ်လာကြတယ်ပေါ့ဗျာအခု Trump က impeachment လုပ်ဖို့ပြောလာတယ်တကယ်လို့များသူ့ကို impeachment လုပ်မယ်ဆိုတော့ဒီကိစ္စသူ့ရဲ့ brother ကိစ္စနဲ့ပဲထက်မှပြီးမှ impeachment ပြန်လုပ်နိုင်ချေရှိတယ်ပေါ့ဆိုတော့ဘာလို့ဆက်ဖြစ်မလဲဆိုတော့မသိသေးဘူး အခုကတော့ကျွန်တော်တို့ဒီလောက်ပဲချပြနိုင်သေးတယ်ပေါ့နော်ဆိုတော့ကဲခုနိုင်ငံလူအဖွဲ့စည်းတွေမှာတဲ့ all right i hear about it it's not costing brother real brother but i'm not agree okay it's okay ခင်ဗျားတို့ကနော်တဘောမတူတာမတူတာကိစ္စမရှိဘူးဟွာရှိတယ်ခုတ်ရှိတယ် ben sperry ကခဏခဏပြောနေတယ် facts don't care your feeling ခမားကတဘိုးတူရာမကြိုက်တာ it doesn't matter fact don't really care about your feeling အမှန်တရားကအမှန်တရားပဲဖြစ်တည်မှာပဲဆိုတော့ yeah ခုနကတော့ကျွန်တော်ပြဖြစ်ပြီတက်တေကချာနာချာနာကခမားတို့ယုံတာမယုံတာခမားတို့ပုံမှာမူတည်တယ်ကွာเนาะဒါပဲ all right i'm all i am always encouraging and supporting you because we have the same opinion but charlie ကိုလူတိုင်းကမကြိုက်တလို့တဲ့ ချိုက်တာမချိုက်တာထားပါတော့ it's not about liking or not like him you know it's about လူတယောက်ရဲ့တည်ဆုံမှုကိုဟာတာလို့ပြတာရည်ပြတာမျိုးကလုံးဝကိုမကောင်းတာကွာအချာလီကဘာလဲအမုံဖြန့်ကျေးရတဲ့သူချာလီကဘယ်တော့ကအမုံကိုဖြန့်ကျေးတာလဲခင်ဗျားတို့ချာလီရဲ့ debate ကိုနားထောင်ဖို့လာတော့မတည်ဘူးကွာချာလီကအမန်ဒီယာကို facts နဲ့ statistics နဲ့ historical contact နဲ့ America tradition နဲ့ value နဲ့အခြေခံပြီးမှတူယုံကြည်ချက်နဲ့ကျန်းစာအခြေခံပြီးမှ debate လုပ်တာပေရုံကမှ Charlie ကအကြံဖတ်တာလည်းမဟုတ်ဘူးအမုံမုံတီရဖြတ်ခြေတာလည်းမဟုတ်ဘူးသူ့ရဲ့စကားကိုကောင်းကောင်းနဲ့နားထောင်ကြပါအောင်အေးတဘောမချတဲ့လူကတော့ပြောကြမှာပေါ့ကွာအာဒီကောင်က racist ပဲအဲဘာလဲ misogynist ပဲဘီရောဘာလဲအာ passes ဘဲပေါ့အာဆုံးနေတာပဲဆို democratic liberal တမရိကကူတဘောမချတဲ့အချက်လက်တွေကိုပြောလိုက်ရုံနဲ့အမေက communist ဖြစ်သွားပြီမင်းက fascist ဖြစ်သွားပြီခမရက misogynist ဖြစ်သွားပြီအဲ့လိုပဲဒါပေမဲ့ကောင်းကောင်းလေးနားထောင်ကြည့် logic ချက်ဆိုတော့တော်ပြီမှကူပိုင်းတော်ပြီမှနားထောင်ကြည့်နေလားကြည့်ကွာဘယ်တော့ခါမှသူကမုန်တီးရဖြတ်ကြည့်တာမဟုတ်ဘူးဆိုတော့ဒီအင်ဟာတော့မာကသူ့ရဲ့တေဆုံမှုကို mocking တော်လို့တာဟာတာတော်လို့တာ လူတယောက်ရဲ့တည်ဆုံမှုကတော့သူ့မှာမိမမိမ့်မိမ့်မတဲ့ကလေးလေးတွေရှိတယ်အဲ့ဒါဘော so လူတယောက်ရဲ့တည်ဆုံမှုကြီးကိုဟာတာအသွားလို့ပြတာမျိုး mocking တော်လို့ရာမျိုးအသူ့ရဲ့တမိုင်းတွေကိုမေ့ပြပြမအမိုက်ပုံးထဲမှာပပလက်တင်တယ်အဲ့လိုမျိုးပြောတာမျိုးရိုင်းရိုင်းဆန်းဆန်းပြောသွားတာနော်ပပဆဆရိုင်း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 ဆန်းဆန်းပြောသွားတာအနည်းဆုံးကအော်သူတေးတာစိတ်မကောင်းဘူးဒါမဲ့သူ့အတွေးနဲ့ကျွန်တော်အစ်မအတွေးကမတူဘူးလို့ပြောတယ်ဆိုတော့နားလေလို့ရတယ်ကွာ အေးအတွေ့ချင်းအတွေ့ချင်းမတူတဲ့ခါကျတော့သူတည်တာနဲ့ကိစ္စမရှိဘူးလို့ပြောမယ်ဆိုကနားလေပြလို့ရတယ်ကွာအော်သူကတကုံ mocking လို့တာအဲအဲ့ဒါကပြက်နာကစတတ်လာတယ်ပေါ့တော့ Okay ဘယ်လိုပဲဖြစ်ဖြစ်ဒီအာကျန်တာကတော့ကျွန်တော်တို့ငင်းနေမယ်ဆိုတော့ငင်းမှာပဲကြားချင်းငင်းမှာပဲဘာလို့ဆိုတော့ဒီလောက်နဲ့ပဲနားပြရစေနောက်မှပဲဒီ okay အခုတလောကတော့မွတ်စလင် မွတ်စလင်ရဲ့ trending ဖြစ်လာတယ်ပေါ့နော်အခု UK မှာ New Zealand မှာရှရီယာလော်နဲ့ပတ်သက်ပြီးမှဘာလို့ပြစ်ခဲ့လဲနေ့လယ်မှာပဲဒီကိစ္စကျွန်တော်တင်ပြဆွေးနွေးပေးမယ် Trump ကဘာကြောင့်ရှရီယာလော်ကိုဆန့်ကျင်ပြီးမှမွတ်စလင်ကိုဆန့်ကျင်ပြီးမှပြောခဲ့တာလဲ UK မှာရောဘာလို့ပြစ်ခဲ့တာလဲစသဖြင့်ပေါ့နော်လက်ရှိအချိန်မှာကမ္ဘာမှာမွတ်စလင်နဲ့ပတ်သက်ပြီးမှ topic တွေများကြီးရှိလာတယ်မွတ်စလင်တွေကလည်းအင်အားတွေတောက်တင်းလာတယ်မွတ်စလင်တွေရဲ့ mission တွေကလည်း stronger ဖြစ်လာတယ် မွတ်စလင်တို့ရဲ့လွှမ်းမိမှုလွှမ်းမိုးမှုတွေကလည်းတဖြည်းဖြည်းကြီးလာတယ်ဆိုတော့ west အနောက်နိုင်ငံတွေရဲ့လူတွေကလည်းထနုထလာကြတယ်ပေါ့အဲမဖြစ်တော့ဘူးမွတ်စလင်တွေကကျွန်တော်တို့ကိုအာအကုန်လုံးထိန်းသိမ်းအုပ်ချုပ်တော့မယ်ဆိုမှနုထလာတာအများကြီးရှိတယ်ဆိုတော့ဒီနေ့နေ့လေးပိုင်းလောက်မှပဲဒီကိစ္စကိုကျွန်တော် share ပြန်လုပ်မယ်နေ့လေးပိုင်းလောက်မှပြန်ဆုံမယ်ပေါ့ဗျာကျွန်တော်ရဲ့ YouTube channel လေးကိုသဘောကျတယ်ဆိုအခုမှပဲ subscribe တော့လုပ်ပေးပါအခုကျွန်တော်ပြောနေတဲ့ podcast မှာ subscribe တော့လုပ်ပေးပါမြန်မာတည်တဲ့ပြောနေတဲ့ YouTube လေးရှိတယ်မြန်မာအကြောင်းတွေကိုကျွန်တော်တဖြည်းဖြည်းနဲ့တင်လာတယ်သွားပြီးမှကြည့်ပေးပါဗောနော်ကျွန်တော် comment မှာမြန်မာနိုင်ငံရဲ့တည်တဲ့စကားပြောနေတဲ့ YouTube channel link လေးကိုချပေးမယ်ဗောမြာသွားပြီးမှ subscribe တွေလုပ်ပေးကြပါကျွန်တော်မှာ YouTube တစ်ခုရှိပါတယ်မြန်မာတည်တဲ့ပြောနေတဲ့ YouTube ရဲ့အခုကျွန်တော်ပြောနေတဲ့ YouTube ရဲ့ဗောတဘောကြရဲဆိုတော့ subscribe လုပ်ပေးကြပါတော့เนาะအာညနေ့လေးပိုင်းပါပဲပြန်ဆုံပြီးမှပြန်ဆုံနေကြည့်အောင် Thank you so much for watching, beautiful.